မင်္ဂလာပါရှင်ရောင်ကိတဲ့ channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။တနိုင်းကလုံးတိုင်းတာနယ်ရွေးကောက်ပွဲကိုရာနှုံးပြည့်ကျင်းပနိုင်တော့မယ်မဟုတ်ဂျမ်ဘတ်မြောက်လိုင်းဝန်ကမြန်မာတနိုင်းကလုံးတိုင်းတာနယ်ရွေးကောက်ပွဲကိုရာနှုံးပြည့်ကျင်းပနိုင်တယ်မြန်မာကြောင့်ဂျမ်ဘတ်မြောက်လိုင်းကဝန်ခံပြောဆိုရယ်။ယနေ့နေပြည်တော်မှာပြင်လုပ်တဲ့ဆယ်နှစ်ပြည့် NCA နေ့ပတ်လည်အခမ်းအနားမှာဂျမ်ဘတ်မြောက်လိုင်းကတိုးတိုးပြောဆိုခြင်းဖြစ်တဲ့နောက်မဲ့ဒီဇင်ဘာ28ရက်နေ့ကစတင်ပြီး ရွေးကောက်ပွဲကိုပိုင်းလိုက်ခြင်းပါပြီဖြစ်ကြောင်းသူရတဲ့ရွေးကောက်ပွဲကိုရှာနှုတ်ပြစ်ခြင်းပါနိုင်တော့မည်မဟုတ်ကြောင်းပထမဆင့်နေဖြင့်မြို့နယ်ပေါင်းတရားနှမြို့နယ်မှာရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ပြီးဒုတိယဆင့်မှာမြို့နယ်ပေါင်းတရားရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်းတတိယဆင့်မှာကြန့်ရှိနေမြို့နယ်တွေမှာရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်းမင်းအောင်လိုင်ကပြောတယ်ရန်ုံပြစ်တော့မရဘူးဆိုတာကျွန်တော်ကြိုတင်ဝင်ခံထားတယ်ရန်ုံပြစ်ကရွေးကောက်ပွဲ၃ရက်စလုံးပါလေရန်ုံပြစ်မလုံနိုင်ခဲ့ဘူးအကြောင်းမျိုးမျိုးကြောင့်မလုံနိုင်တဲ့ရွေးကောက်ပွဲကိုလည်း နောင်လာမယ့်ဆိုရနဲ့ရွေးကောက်ပွဲကော်မရှင်ကကြားဖြတ်ရွေးကောက်ပွဲဖြည့်ဆည်းပြီးတော့မှအားလုံးပြည့်စုံလို့ပေါ့ကျွန်တော်စဉ်းစားထားရဆိုရလဲပြောလိုပါတယ်။လက်ရှိရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ပါတီမှကိုယ်စားလှယ်လောက်9000ကျော်ကစီရင်ပေးသွင်းထားပြီးတနိုင်ငံလုံးတိုင်းတာနဲ့6ပါတီကရှင်ပြိုင်ပြီးဖြစ်ကရင်းပါတီမှာစက်ပုတ်ပါတီကကိုယ်စားလှယ်ရေးအတွက်1000ကျော်နဲ့အများဆုံးရှင်ပြိုင်ပြီးဖြစ်သည်။ဆက်လက်ဆလပီမြန်မာစစ်တပ်ကကျွလွန်နေတဲ့လူသားမျိုးနွယ်ပေါ်ရာဇဝမှုတွေကိုနိုင်ငံတကာကတုတ်ပြန်ရေးရွံပြက်ကွက်နေခြင်းကြောင့် ကျောင်းမက်ဖွယ်ရနောက်ဆက်တွဲကျိုးဆက်တွေကိုမြန်မာနိုင်ငံလက်ရှိခြေအနေကတင်ကြားစွာလေ့လာပြသနေ။မြန်မာနိုင်ငံမှာစစ်တပ်ကကျူးလွန်တဲ့လူသားမျိုးနွယ်ပေါ်ရာဇဝတ်မှုတွေကိုနိုင်ငံတကာကတုံ့ပြန်ရေးယူရဲ့ပြက်ကွက်နေခြင်းကြောင့်ကြောင်းမက်ဖွယ်ရနောက်ဆက်တွဲကျိုးဆက်တွေကိုမြန်မာနိုင်ငံလက်ရှိခြေအနေကထင်ရှားစွာလေ့လာပြသနေကြောင်းကုလသမဂ္ဂဆရာမြန်မာမြေတဲ့ကိုယ်စားလှယ်သံမကြီးဦးကျော်မိုးတွန်းကပြောတဲ့ အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကျင်းရှစ်ဆယ်မြောက်ကုလသမဂ္ဂထွေထွေညီလာခံဥတည်ရွေးရကော်မတီရဲ့အထွေထွေဆွေးနွေးပွဲအစီအစဉ်အမှတ်87လို့သားမြို့နယ်ပေါ်ကျွန်းတော်နေရဆွေးမှုတွေကောင်းစဉ်နဲ့အထွေထွေဆွေးနွေးမှုအတိုင်းကုလသမဂ္ဂဆိုင်မြန်မာမြန်နဲ့ကိုယ်စားအသက်မကြီးဦးကျော်မိုးထွန်းကအထက်ပါတိုင်းပြောဆိုခြင်းဖြစ်တဲ့မြန်မာနိုင်ငံပအဝင်ကမ္ဘာနေရာအနှံမှာလူသားမျိုးနယ်ပေါ်ကျွလွန်နယ်ရာဇဝမှုတွေဆက်လက်ဖြစ်ပေါ်နေရလျက်ရှိပြီးလူသားမျိုးနယ်ပေါ်ကျွလွန်နယ်ရာဇဝမှုတွေကိုပြည်ပဆိုင်ရာတိုက်ဝန်ကပြတ်သားစွာတုံ့ပြန်ရေးယူဆရရင်ပြက်ကွက်နေခြင်း ကျောင်းမက်ဖွဲ့ရနောက်ဆက်တွဲကြိုးစက်တွေကိုမြန်မာနိုင်ငံလက်ရှိအခြေအနေကထင်ရှားစွာလျက်ပြသနေကြ။2025ခုနှစ်စတင်ပါလာအတွင်းလူခွင့်ကောင်စီကိုတင်သင်ခဲ့မြန်မာနိုင်ငံဆန်လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရန်တရားရဲ့အစီရင်ခံစာမှာစက်ဖက်စရုပ်စုကကျူးလွန်နေရဆွေးမှုတွေပုံမှုပြင်းထန်လာလျက်ရှိကြောင်းကိုစိုးရင်ဖွဲ့ရထောက်ထားရင်ပေါ်ပြထားသောအသံမကြီးကပြောတယ်။အစက်ဖက်စရုပ်စုက၎င်းတို့ရဲ့ရဆက်ကြံကြုတ်တရားဆွေးမှုတွေကိုတာဝန်ခံမှုမှရှောင်လွှဲကြံစီပြီးတရားမဝင်အာဏာသိမ်းမှုကိုတရားဝင်စဉ်ရွေးချယ်တဲ့အတူရောက်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုစီစဉ်နေကြောင်း တရားဝင်မှုတော့သူ့ရောင်ဖန်တရားကျိုးပမ်းမှုတွေကရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝဲမှုတွေကျွလွန်နေသူတွေကိုအပြစ်ပေးရင်းယူခံရမှုမှာကောက်ွယ်ပေးနိုင်ပြီလဲမဟုတ်တလို့ကောက်ွယ်ပေးလဲမပေးသင့်သေးဘူးသတိပြုရလွယ်ကြောင်းသတ်မှတ်ချက်ကထောက်ပြတယ်။ လူသားမျိုးနဲ့ပေါ်ကျွလွန်တဲ့ရာဇဝဲမှုတွေအတွက်တာဝန်ရှိသူတွေကိုပြည်ပဆိုင်ရာဇဝဲတရားရုံးနဲ့တခြားသောသက်ဆိုင်ရာတရားစီရင်ရန်တရားရဲ့သိမ်းလျော်တဲ့တရားစီရင်လုပ်ငန်းတွေမှာတဆင့်အပအဝင်မဖြစ်ပေအရေးယူရမည်ဖြစ်ပြီးအကြမ်းဖက်ဆီယုစုကစီစဉ်တဲ့တရားရွေးကောက်ပွဲကိုပြတ်သားစွာပဲကြားပြန်တဲ့ဆီယနာရှင်စနစ်ကိုဆောင်းသက်ရေးဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုတည်ဆောက်ရေးမြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြီးမျှတအနာဂတ်ကိုရရှိစေရုံးအတွက်မြန်မာပြည်သူတွေနဲ့အတူကြိုးပမ်းမှုတွေမှာခိုင်ခိုင်မာမာအတူတကွာနီလာအလုံးကိုကြိုးပမ်းပြီး အသုံးပြုပြီးရက်တည်ပေးကြပြည်ပြည်ဆိုင်ရာတိုက်ဝိုင်းနဲ့ကုလသမဂ္ဂဖွင့်ဝင်နိုင်ငံအလုံးကိုတပ်မကြီးကတောင်းဆိုတယ်။စစ်တပ်ကတရားမဝင်အနာသိမ်းပြီး၄နှစ်ကျော်ကာလအတွင်းဂျပန်စစ်တပ်ကခွဲခြားမှုမရှိလေကြောင်းတိုက်ခိုက်မှုပေါင်း3,944ချိန်ကျူးလွန်ပြီးအပြစ်မဲ့ပြည်သူပေါင်း4,135ဦးဆုံးရှုံးကကြောင်းစီကန်နဲ့ဘာသာရေးဆောင်2,000ကျော်ပါဝင်ပုဂ္ဂလိကဆောက်ဦးပေါင်း3,000ကျော်ပြည့်စုံဆုံးရှုံးခဲ့ရပြီဖြစ်ပါကြောင်း လရှိချိန်ဒီမှတ်တမ်းတင်အတည်ပြုထားနိုင်တဲ့ဆုလိုက်ပြောင်းလိုက်တက်ပြတ်မှု452ချိန်ကျူးလွန်ခဲ့ပြီးကလင်းငယ်ရကနန်းပါဝင်အရက်သား4963ဦးသေဆုံးခဲ့ရပါကြောင်းဂျပန်စစ်တပ်ကတရားမဝင်တင်ကြန်စစ်သားစုဆောင်မှုပေါင်း1018ခုကိုလည်းကျူးလွန်ပြီးအရွယ်မရောက်သေးသူတွေပေါင်းရင်လူပေါင်း3000ကျော်ကိုတင်ကြန်စစ်သားစုဆောင်ခဲ့ပါကြောင်း2025ခုနှစ်အောက်တိုဘာလဆောင်နေ့ဗုဒ္ဓဘာသာဝင်တွေနေထူးနေမြန်နေမှာဂျပန်စစ်တပ်က စကိုင်းဒေသကြီးကျောင်းမြို့နယ်မှာလူစုလူဝေးတွင်ကိုလူမဆန်စွာလေးကျောင်းမှတိုက်ခိုက်ပြီးကလင်းငံရဲ့အပါဝင်ရက်သား20ခန်းတက်ဆုံရှုံခဲ့ရကလူပေါင်းများစွာတရားရရှိခဲ့ကြပါကြောင်းတမ်းမကြီးကပြောတယ်။အကြပ်ဖက်စစ်တပ်ကလူသားမျိုးနွယ်ပေါ်ကျွလွန်နေရာဆွေမွေနဲ့ဆရာဆွေမွေကျွလွန်နေရာမှာချင်းကချင်းကရင်နီကရင်ကရင် ရခိုင်ရှမ်းစကိုင်းနဲ့မကွေးတိုင်းဒေသကြီးရှိရဲသားတွေပေါ်ခွဲခြားမှုမရှိပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတိတိတသားများပြားလာခြင်းစနစ်ကြညင်ပန်းနှိမ့်ဆက်ခြင်းလိမ်ပိုင်းဆိုင်အကြံဖတ်မှုတွေကလေးငယ်တွေပါဝင်လူထောင်ပေါင်းများစွာကိုဥပဒေမဲ့အကျဉ်းချမှုတွေရှိနေကြောင်းတမ်းမကြီးကရှင်းပြတယ်။ ဆလဘီမိဒီလာနဲ့ရေတာရှင်မြို့နယ်မှာစစ်မှုထမ်းဖက်ဆင်ဆက်ရှင်တဲ့လုပ်ငန်း69ခုစစ်တပ်ကပေါ်တာဆွဲဖန်စီမန္တလေးတိုင်းမိဒီလာမြို့ပေါ်မှာဂျပန်စစ်တပ်ကစိုက်ကဲနေဦးစီးနေတဲ့လုပ်ငန်းတွေကိုစစ်မှုထမ်းဖက်ဆင်ဆက်ရှင်တဲ့ပေါ်တာဆွဲဖန်စီတို့ကြောင့်ဒေသပြည်သူတွေကပြောတယ်အော်တိုဘလော့14ရက်နေ့ည7:00နာရီကစတင်ပြီးမိဒီလာမြို့ရှိပဲကံစည်နေမှာဂျပန်စစ်သားကစစ်မှုထမ်းဖက်ဆင်ဆက်ရှင်အတွက်စိုက်ကဲနေဦးစီးနေတဲ့လုပ်ငန်း20ကျော်ကိုပေါ်တာဆွဲဖန်စီခဲ့ပါတယ် ရိုဘတာဆက်ဖရန်စီတာလူငယ်20ကျော်ဂျာဖက်စစ်တပ်ခလာ133တိုင်ကိုဖမ်းဆီးခေါ်ဆောင်ပြီးလက်ရှိချိန်ဒီလူငယ်ရဲ့မိသားစုဝင်တွေကပေါ်တာဆက်ဖမ်းဆီးခဲ့ရတော့မသိရှိရကြောင့်လမ်းထွက်ယူခြင်းမရှိသေးပါဘူး။ထို့ပြင်ဘကုန်းရိုက်တရှင်မြို့နယ်မှာလည်းမြို့နယ်ထွေရုံမှာလက်ထောက်ညွှန်ကြားရမှုဥက္ကာတန်ကလည်းစစ်မှုထမ်းပတ်စင်ဆက်ရှင်အတွက်လူငယ်40ကိုပေါ်တာဆက်ဖမ်းဆီးကစစ်မှုထမ်းပို့ဆောင်ပေးခဲ့ကြောင်းထွေရုံသတင်းမြစ်ကပြောတယ်။ အော်ရမလာတွင်ရေတာရှင်မြို့နယ်မှာစစ်မှုထမ်းတပ်သားတွေလူငယ်39ဦးကိုပေးပွင့်ရန်ဂျပန်စစ်တပ်ကစေခိုင်းခဲ့တော့လဲလက်ထညွှန်ကြားရေးမှူးကတန်ကလူငယ်40ကိုပေါ်တာဆွဲဖန်စီကစစ်မှုထမ်းတပ်သားတွေဖြင့်စစ်တပ်ထံပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်အစိုးမရေတာရှင်မြို့နယ်တွင်ထွေထွေဥစ္စာရေးဦးစီးဌာနမှလက်ထညွှန်ကြားရေးမှူးကတန်ကမြို့နယ်အတွင်းမှာတာဝန်ကျနေသည်မှာ9နှစ်ခန့်ရှိပြီဖြစ်ပြီးစစ်မှုထမ်းလူငယ်တွေကိုပေါ်တာဆွဲဖန်စီဒီမှာလွန်စားတာဝန်ကျေသူဖြစ်ကြောင်းရေတာရှင်မြို့နယ်ထဲမှာလည်း၎င်းမရဖြစ်သူပိုင်းဆိုင်နဲ့ရွှေဆိုင်နဲ့အင်ဂျင်မြင်များစွာရှိကြောင်းသိရပါတယ် ဆလဘီစေကောင်းဆောင်တဲ့စစ်တပ်ကိုတိုက်ခါကြဆင်မှုနဲ့တမိစုကတတ်တတ်ကိုကိုနိုင်ငံတော်ကြီးညိုပြစ်စင်မှုပုံမှန်၅ကာဂျီနဲ့ထပ်မံမှုဖွင့်လိုက်ပြီးဆက်တွေ့ဦးတွေပုံမှ66ကာဂျီကိုပါတခါတဲ့အမှုရင်ဆိုင်ရမည်စေကောင်းဆောင်မရောက်နိုင်တဲ့စစ်တပ်ကိုတိုက်ခါကြဆင်မှုနဲ့တမိစုကတတ်ကိုကိုကိုနိုင်ငံတော်ကြီးညိုပြစ်စင်မှုပုံမှန်၅ကာဂျီနဲ့ထပ်မံမှုဖွင့်လိုက်ပြီးဆက်တွေ့ဦးတွေပုံမှ66ကာဂျီကိုပါတပါတဲ့အမှုရင်ဆိုင်မှုဖြစ်ကြောင်းတမိစုမိတ်ဆွေဖြစ်သူကပြောတယ်။အွန်လိုင်းပေါ်မှာမရောက်နိုင်တဲ့မိမကျူကျူလား မပါဝင်စေရရှိတွေကိုတိတ်ခါကြစရာပြောဆိုခဲ့တဲ့အမှုဟောင်းနေတဲ့တိုင်ကြားခံရတဲ့အမေရိကန်နိုင်ငံသူသမီးစုကကိုကိုကိုအော်တိုဘားလာဆက်နှစ်ရက်နေရန်ကုန်လေးစိတ်မှာဖန်စီပြီးပြင်းလင်းရန်စကန်ကိုအော်တိုဘားလာဆက်သွယ်နေမှာပို့ဆောင်ခဲ့ကြောင်းသမီးစုမှာအေးတင်ကိုကအမှုဖွင့်ဆွဲဆိုထားတဲ့ဆက်သွယ်ဥပဒေပုံမှန်66ကာဂျီပြင်းနိုင်ငံတော်ကြီးညိုပြည့်စင်မှုပုံမှန်905ကာဂျီကိုပါတပားနဲ့ရင်ဆိုင်မိဖြစ်ကြောင်းသိရတယ်။သမီးစုကိုပြင်းလင်းရန်စကန်မှာစစ်တပ်ကရရှိတောက်ကအမှုဖွင့်ထားခြင်းဖြစ်ပြီးလက်တော်ကျမ်းမာရေးမကောင်းမှုသိရကြောင်းသမီးစုရဲ့မိတ်ဆွေပြည်သူကရှင်းပြတယ်။ ယနေ့တော့စစ်တပ်ဝါရပြန်သတင်းစာရင်မှာတမိဆုပ်ကိုရွှေသက်ဖေဘောကောင်မနိုင်ငံတော်တည်ငြိမ်ရေးနဲ့အေဂျင့်ပြပြစီရင်အတွက်ရေးသားပြန်ဝင်မှုနဲ့အော်တိုဝါလတ်ဆက်သွယ်နေပြုံးလို့ရေစကန်ကအမှုဖွင့်တာကြောင့်စစ်တပ်ကသတင်းထုတ်ပြန်နေ။အော်တိုဝါလတ်ဆန်နီရနေ့မနက်9:30မိနစ်ချိန်ပြပြစံမြန်မာလေကြောင်းခီးစင်မှ Action 335နဲ့ရန်ကုန်လေဆိပ်မှာထိုင်းနိုင်ငံသူဝနာဘူမီလေဆိပ်ကိုထွက်ခဲ့မဲ့တက်ကိုကိုကိုစစ်တပ်ကရန်ကုန်လေဆိပ်မှာဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။တမိဆိုမှာအမေရိကန်နိုင်ငံသူဖြစ်ပြီးဖန်ဆီးခံရချိန်မှာတာဖြစ်သူနဲ့ခင်မုန်းဖြစ်သူတို့မှာပြင်ပရင်ကြင်ခဲ့ပါတယ်။ နားဆင်အပင်းကြားအတွက်အတူပင်ကျေးဇူးတင်ရှိပါရရှင်။